ားလုံးပဲမင်္ဂလာပါဘေးတင်ရေမှာကျိုးသူပါလေကျွန်တော်မနှောပြေတယ်ဒီနေ့ကျွန်ုပ်နဲ့ရန်ခင်တော့ကိုကောင်းတယောက်ဖုန်းဆက်လာပါဆရာကျွန်တော်ကားလုပ်ငန်းအတွက်နံပါတ်လေးပေးပါဦးမွေးကူလာရက်က24ရက်6လပိုင်း1994ခုပါဆရာတန်ပူတော်ကလွှဲထားတာပါတယ်ဆိုပြီးမေးမြန်းထားပါ ကျွန်တော်ဒီဘေးရင်ဘေးတဲ့သူတွေထဲမှာအချို့ကလည်းကားရယ်နဲ့ကင်းရှင်းဆောင်ရွက်ပေးပါဟုပြောဆိုပြီးအကူအညီတောင်းခံကြသူတွေမောင်းသူရောခီးသည်ပါအဲနဲ့ကင်းစေရမည်ပြီးကားလည်းမထိခိုက်အောင်ကာကွယ်တဲ့အစီရင်လေးပေးပါဆိုတဲ့တောင်းဆိုသူတွေအများကြီးပါပဲလောကီပညာအရာကားရင်းနဲ့ပတ်သက်ပြီးအဲနဲ့ကင်းအောင်လှုပ်လို့မရဘူးမဟုတ်ရပါတယ် ဒါပေမဲ့ရေးကြည့်တာကရင်စည်းကံလမ်းစည်းကံနဲ့လိုက်နာဖို့လိုအပ်ပါတယ်။ကာယနဲ့ကိယလောကီပညာဖြင့်လဲကြိုတင်ပြီးကာကွယ်ထားသင့်ပါတယ်။မယုံကြည်သူတွေအတွက်ကတော့မိမိတို့ကိုယ်ွယ်သည့်ဘာသာအလိုက်ပူဇော်ခြင်း၊ဘုရားသာဆိုပြီးကာဆတ်တဲ့ထွက်တဲ့မောင်းသင့်ပါကားဝယ်ပြီးကားသွားသူတွေမကြခဏတွေးမြင်ရပါတယ်။ ကားအကြောင်းနားလည်ပြီးထိသွားသူတွေလည်းအများကြီးတွေ့ခဲ့ရဘူးပါအချို့ရှိသည့်ငွေအရင်းပင်ပြုတ်သွားတဲ့သူတွေလည်းအများကြီးပါပဲကားအကြောင်းနားမလည်ပဲနဲ့အငါကားတစ်သိဖက်ဖယ်ထောင်းပြီးတော့ယခုသုံးလေးသိဖြစ်နေတာလည်းမြင်ဘူးပါရဲထဲကလူတွေကဒီလူကားနဲ့ကြိုးပေးလိုက်တာပြောကြတာပေါ့သူတို့ပြောပြောတာလေမားတော့မမားပါဘူး ကားအကြောင်းနားလည်သူပဲဖြစ်ဖြစ်နားမလည်သူပဲဖြစ်ဖြစ်ကားလုံငက်နဲ့ပတ်သက်ပြီးလုံးမယ်ဆိုရင်တော့ကားနဲ့ပတ်သက်ပြီးအကျိုးပေးဖို့လိုအပ်ပါမိမိသာတာရအကျိုးမပေးဘူးဆိုရင်လည်းအကျိုးပေးအောင်စီရင်နေဆောင်ရွက်တဲ့နေဆောင်ရွက်တင်ခြင်းဆောင်ရွက်ခြင်းဖြင့်လောက်ကင်နိုင်ပါတယ်ဥပမာဆိုကြပါစို့ကားလုံငက်လုပ်သူတယောက်ဟာဆရာကျွန်တော်ဒီအသပိုင်းထဲမှာကားလုံငက်ကအဆင်မပြေလို့အဆင်ပြေအောင်လုပ်ပေးပါ ကျွန်တော်ကဒီလုပ်ငန်းမှာကျွမ်းကျင်တာပြောလာခဲ့ရင်ဟာဟေးမီခင်ဗျဒီအတပိုင်းနဲ့ကားလုပ်ငန်းနဲ့အကျိုးမပေးဘူးအခြားအလုပ်ပြောင်းပြားလို့ပြောလို့မရပါဘူးသူမှဒီအလုပ်ပဲကျွမ်းကျင်တာလीချားရီလျှောက်ပြောရင်လေဒီလူစိတ်ညစ်ညုံမဲရှိပါလိမ့်မယ်အဲ့ဒီတော့ तू ကျွမ်းကျင်ရအလုပ်အဆင်ပြေအောင်လုပ်ပေးရပါလိမ့်မယ် ကားနဲ့ပြသက်ပြီးအကျိုးပေးမပေးရေးဘူးရအောင်မာဘူးပညာရကျွန်တော်တို့လေးလာကြည့်ကြပါတော့မာဘူးတည်ကျွင်းသမားတွေဟာကားနဲ့ပြသက်ပြီးအကျိုးပေးပါတယ်မာဘူးနေကျွင်းသမားတွေကကားနဲ့ပြသက်ပြီးအကျိုးမပေးပါဘူးမာဘူးနေကျွင်းသမားတွေကကားလုပ်ငန်းလုပ်မယ်ဆိုရင်သို့မဟုတ်ကားဝယ်မယ်ဆိုရင်တနေ့လာနဲ့ကောင်းသောသက်ပိုင်းမှာကားလုပ်ငန်းစတင်ခိုင်းမှာသို့မဟုတ် ကားဝယ်ခိုင်းပါမဟာဝတ္တကျွန်းသမားတွေကတော့ကားနဲ့ပတ်သက်ပြီးအကျိုးပေးပါမဟာဘူလေးကျွန်းသမားတွေကတော့ကားနဲ့ပတ်သက်ပြီးအကျိုးပေးပါလေမဟာဘူငါကျွန်းသမားတွေလည်းကားနဲ့ပတ်သက်ပြီးအလေလက်တော့အကျိုးပေးပါမဟာဘူ၆ကျွန်းသမားတွေကတော့ကားနဲ့ပတ်သက်ပြီးအသင့်တင်လေးပဲအကျိုးပေးပါမယ်သူတို့လည်းကားလုံးငါလုံးမဲ့ဆိုရင်တုံမုံ ကားဝင်မယ်ဆိုရင်တနင်္လာနဲ့ကောင်းသောသက်ပိုင်းများမှာကားလုံးကစတင်ခိုင်းမှာအတုံးမို့ကားဝယ်ခိုင်းရမယ်သာတာရှင်ဒီဖြစ်ပါမာဘုသူညာကျင်းသမားတွေဟာကားနဲ့ပတ်သက်ပြီးအလေလက်အကျိုးပေးပါအဲဒီကောကားလုပ်ငန်းအတွက် မိရွေးချယ်ကြည့်ကြပါတော့အဲ့ဒီကိုကောင်ဟာမားဖို့ကြောက်ကျွင်းမယန္တာဖို့တနေလာတာဖြစ်ပါဒါကြာသူကားလုပ်ငန်းအတွက်နမီနေနိုင်အတွက်စဉ်းစားရရွေးချယ်ရရင်ဒုနုကနေစားအင်းကအဆုံးနမီရွေးချယ်ပေးရမည်ဖြစ်ပါအဲ့ဒီနေနိုင်အတွက်ဟာတနေလာတာအတွက်လည်းကောတနေလာနဲ့ကားလုပ်ငန်းအတွက်လည်းကောအမြင့်ညွန့်တက်ဖြစ်ပြီးအကျိုးပြုတဲ့နေနိုင်အတွက်ဖြစ်ပါ ဘာဘုပညာရကြည့်ရနော်တိုင်းစားအဒီပတီအဆုံးနံမီဖြစ်ပါကဲနောက်ဗီဒီယိုဒီပုံမှာကားလုပ်ငန်းနဲ့ပတ်သက်ပြီးအကျိုးပြုတဲ့အမြင့်ညွတ်စီရင်တခုပေါ်ပြပေးပါမယ်အားလုံးပဲမိတ်ဆွေများရှင်လဲချမ်းမြေ့ကြပါခင်ဗျာ